မင်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group ရဲ့ Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့ဒိုင်းသားဒေတာတွေတဲ့ကအဖြစ်ပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်။ကျွန်မအာမီပါ။ ီနေ့သတင်းတွေထဲမှာတော့အင်းလေးမှာအရက်သား3000ကျော်နေရက်ကနေစွန့်ခွာထွက်ပြေးနေရပါတယ်။လိုက်ကော PDF နာမည်နဲ့ငွေကြေးလိမ်လည်မှုတွေပေါ်ပေါက်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ဗုတ်ပြင်းမှာတော့ဖမ်းဆီးခံထားရတဲ့ရိုဟင်ဂျာတွေကိုစစ်ကောင်စီကတရားစွဲဆိုလိုက်ပါတယ်။ သတင်းပေးပို့ချက်တွေထဲမှာတော့အုံပိုအကျဉ်ထောင်မှာ အသက်60ကျော်အရွယ်နိုင်ငံရေးအကျဉ်သူတယောက်ဘာကြောင့်အကြဆုံးသွားတာလဲဆိုတဲ့သတင်းပေးပို့ချက်နဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီနေ့အစီအစဉ်ကိုတော့ကျွန်မအမြန်နေတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်။ ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာအရက်သား3000ကျော်စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ဒေသတွင်းကလူမှုကူညီရေးသတင်းအရင်းမြစ်တွေကပြောပါတယ်ပင်လောင်းဖေကုံနဲ့ညောင်ရွှေမြို့နယ်၃ခုထိဆက်နေတဲ့စက်ကြားရွာမှာစစ်ကောင်စီတပ်ပိုးပီသူစစ်အဖွဲ့ PNA ပူးပေါင်းတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲတွေပြင်းထန်နေတာကြောင့်အရက်သားတွေထွက်ပြေးတိမ်းရှောင်နေကြရတာလို့အကူအညီပေးနေသူတယောက်ကပြောပါတယ်အင်းလေးတောင်ပိုင်းမှာရှိတဲ့ဆန်ကားရေပူတောင်ပို ို့ကွယ်ညောင်လေးပင်ဖះတောင်စတဲ့ရွာတွေမှာနေထိုင်တဲ့သူတွေဟာဇန်နဝါရီလနောက်ဆုံးအပတ်ကလေးကတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေကြတာဒီနေ့အချိန်ထိဖြစ်ပါတယ်။ဖေဖော်ဝါရီလဒုတိယအပတ်မှာလည်းဖေခုံအင်းအနောက်ဘက်ကန်းနဲ့ဆန်ကားအင်းအနောက်ဘက်ကန်းတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကလက်နက်ကြီးတွေအပြင်ဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ဘေးရှောင်ဥယျာဉ်ထပ်မံပြီးတော့တိုးလာတယ်လို့ဆိုပါတယ်။ စစ်ပေးချောင်းတွေတဲမှာတော့တက်ကြီးရွယ်အိုတွေကလေးတငယ်တွေဒါတာရှေယောဂတဲတွေနဲ့ကိုဝင်ဆောင်တွေလည်းပါဝင်နေပြီးတောတောင်တွေတဲမှာနေထိုင်နေရတာကြောင့်ရေရှိခလုံးမှုအခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ် ခရနီပြည်အခြေဆိုင်လိုက်ကော PDF နာမည်နဲ့ငွေကြေးလိလေကောက်ခံမှုတွေဖြစ်နေတယ်လို့ဒေတာအတွင်းသတင်းအရေးမြစ်တွေကပြောပါတယ်လိုက်ကော်မျိုးနဲ့အနီးတဝိုက်နေရာတွေမှာဖီဗိုင်လာတတိယအပတ်တွင်လိုက်ကော် PDF အမှတ်တစိပ်ပါရှိတဲ့ထုတ်ပြန်ခြင်းနဲ့ပြည်သူတွေအပေါ်ချင်းချငွေတောင်းခံနေတယ်လို့လိုက်ကော် PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုလင်းလင်းကပြောပါတယ်အဲ့ဒီထုတ်ပြန်ချက်ကိုအင်တန်ရာအယောက် တစ္ဆာအနေနဲ့လိုက်လံပို့ဆောင်ပေးနေုံတင်မကပဲလူမှုကွန်ရက်ဆာမျက်နှာမှာလည်းတင်ထားတယ်လို့ဆိုပါရယ် Like of PDF နာမည်နဲ့စတင်တည်ထောင်လာတဲ့အချိန်ကစပြီးပြည်သူတွေအပေါ်တစ်ချိန်တစ်ခါမှအလူငွေကောက်ခံပူးတာမျိုးမရှိသေးတဲ့အပြင်လက်ရှိကာလမှာလည်း campaign နဲ့ project ကိုရပ်နားထားတယ်လို့တာဝန်ရှိသူတွေကပြောပါရယ်ဒါအပြင်2025ခုနှစ်အတွင်းပို့အမျိုးသားလူမျိုးရေးတက်မတော့ PNL အပါအဝင် Greenie ပြည်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နာမည်ကိုအလွဲသုံးစားလုပ်ပြီး ီးတော့ငွေကြေးလိမ်လည်မှုတွေပေါ်ပေါက်နေတယ်လို့မြေပြင်သတင်းအရေးမြစ်တွေကပြောကြပါတယ်ရှင်။ပုံပြင်းခရိုင်ပုံပြင်းမြို့နယ်တဲကနေထိုင်းနိုင်ငံတဲကိုသွားဖို့စူးစားခဲ့ကြတဲ့ရိုဟင်ဂျာတွေကိုတရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့စစ်တပ်ကတရားဆွဲဆိုထားတယ်လို့ရွာသားတွေကပြောပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့မွန်လွယ်ပိုင်းကပုံပြင်းမြို့နယ်ထောင်ကမတ်ရွာတင်ဆိုင်နာမှာရှိတဲ့ တောင်တကုံကုမ္ပဏီပိုင်စီအုံးချန်ထဲမှာပုံခုနေတဲ့ရိုဟင်ဂျာအမျိုးသား95ယောက်အမျိုးသမီး2ယောက်နဲ့ကလေး9ယောက်စုစုပေါင်း102ယောက်ကို စစ်ကောင်စီတပ်ကပြစ်ခတ်ပြီးတော့ဖမ်းဆီးခဲ့ပါတယ်ဖမ်းဆီးခံခဲ့ရတဲ့ရိုဟင်ဂျာတွေဟာမပုံတဲ့အထောက်အထားမရှိကြတာကြောင့်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအဥပဒေပုံမှန်73နဲ့စစ်ကောင်စီတပ်ကတရားစွဲဆိုလိုက်တာဖြစ်တယ်လို့မြေပြင်မှာရှိတဲ့သတင်းအရင်းမြစ်တွေကပြောပါတယ် ဒါအပြင်ဖမ်းဆီးခံထားတဲ့ရိုဟင်ဂျာလူမျိုးတွေကိုကော့တောင်းထောင်ကိုပို့ဆောင်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်လို့ဗုံပြင်းမျိုးနယ်ထဲက CDM ရဲတပ်ဖွဲ့ဝင်တယောက်ကပြောပါရယ်လက်ရှိမှာတော့ရိုဟင်ဂျာတွေဖမ်းဆီးခံထားတာလတ်တဝက်နီးပါးကြာလာပြီဖြစ်တဲ့အတွက်အစားအစာခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါရယ်တောင်တကုံစီအောင်ခြံထဲကရိုဟင်ဂျာတွေကိုပြစ်ခတ်ဖမ်းဆီးရမှာတော့အမျိုးသား၃ယောက်တေဆုံးခဲ့ပြီးတော့၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါရယ်ဒဝဲခရိုင်ရေဖြူမျိုးနယ်ထဲက ရန်ကုန်တဝယ်ကားလန့်အနောက်ဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ရွာ6ရွာကရွာသားတထောင်ဝန်းကျင်လောက်ဟာအရေးပေါ်စစ်ဘေးရှောင်နေကြရတယ်လို့ပြောပါတယ်။ဖေဖော်ဝါရီ18ရက်နေ့မွန်လွယ်ပိုင်းကရေပြူမျိုးနယ်ညင်ထွေးရွာဘက်ကနေရေဝိုင်းရွာဘက်ကိုစစ်ကောင်စီတပ်ကအင်အား200လောက်နဲ့စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းကြောင့်ရဲအိုင်ပတိုင်းချောင်းခေါင်တိုင်ပြင်ပကတ်အင်းကင်းကုန်းနဲ့ ရေဝိုင်းရွာတို့ကရွာသားတွေဟာစစ်ဘေးရှောင်နေကြတာဖြစ်တယ်လို့ရွာသားတယောက်ကပြောပါတယ်။လက်ရှိမှာတော့ကုန်းအင်းရွာတဝိုက်ကိုစစ်ကောင်စီကစစ်ကြောင်းထိုးရောက်ရှိနေပြီးရွာအတွင်းပိုင်းမှာရှိတဲ့အိမ်တချို့ကိုဖေဖော်ဝါရီလ18ရက်နေ့ညနေပိုင်းကမီးရှို့ခဲ့တယ်လို့ဆိုကြပါတယ်။စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ရွာသားတွေရုတ်တရက်အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြပြီးအစာအသောက်အမို့အကာနဲ့စီဝါအကူအညီတွေလိုအပ်နေကြတယ်လို့ဆိုပါရစေ။ ုဆက်ပြီးတော့တရင်ပေးပို့ချက်တပုတ်ကိုနားဆင်ရဖို့ရှိနေပါတယ်။မန္တလေးတိုင်းအုံဘူအကျဉ်ထောင်မှာအသက်65နှစ်အရွယ်နိုင်ငံရေးအကျဉ်သူတယောက်ဖြစ်တဲ့ဒေါ်ဆန်းရီကြဆုံခဲ့တယ်လို့ထောင်နဲ့နှိဆက်သူတွေကပြောပါတယ်။အသေးစိတ်ကိုတော့စမိုင်းကတင်ဆက်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသူဒေါ်စင်ကြီးဟာသွေးသောစည်းချိုနှလုံးအသည်ယောဂအခံတွင်ရှိသူဖြစ်ပြီးထောက်တွင် လုံလောက်စွာစီကူတခွင့်မရတာကြောင့်ကြဆုပ်ခဲ့တာလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူကိုတိုက်ထွန်းကပြောပါတယ်။ဒီဒေါ်စင်ကြီးဟာအကျဉ်းထောင်မရောက်ခင်ကတည်းကတော့ယောဂအခံရှိတဲ့လူတူဖြစ်ပါတယ်ဗျ။ဒီအကျဉ်းထောင်ထဲမှာကျမကြီးတဖြည်းဖြည်းနဲ့ဆိုးရလာတယ်ပေါ့နော်။နောက်ဆုံး ဒီထောင်နှဲမှာစေဝါကုတမှုခံယူနေတဲ့အခါမတက်တာလဲဆိုပြင်မောက်ကိုကုတဖို့ပေါ့နော် ထောင်အနာပိုင်းဒီဘက်ကလည်းဒါတဘောရမင်းမြမှုတွေရှိခဲ့တယ်လို့တော့ကျွန်တော်သိရပါတယ်ဒီပေါ်မှာတော့ကျွန်တော်အတီပြုပူတွေတော့ဆက်ပြီးလောက်အောင်ဖြစ်တယ်ဒါပေမဲ့ဒီခိုင်ခိုင်ရှင်ကဒီငွေကြီးခက်ခဲရှိတဲ့ပေါ်မှာပေါ့နော်ကျွန်တော်တို့ပြင်မောက်ကိုကုတဖို့အဲသူမကြိုးစားနိုင်ခဲ့ဘူးပေါ့နော် ဂျော်ဆဲဤဟာ2023ခုနှစ်ဧပြီလ22ရက်နေ့ကချမ်းမြတာစီမြို့နယ်ရှိအမတ်30ရဲစခန်းကိုဗိုလ်ဖောက်ခွဲဖို့ကြံစီတဲ့လူငယ်၄ယောက်ကိုသူ့ရဲ့ညီအိမ်မှာဝက်ပေးမှုနဲ့ဖမ်းဆီးထိတ်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဒေါ်စန်းကြီးကိုပုံမှန်90နှစ်ကကြီးမြင်းဆောင်90ညရူနဲ့စစ်ကောက်စီကထောက်ရန်22နှစ်တရားစီရင်ချမှတ်ပြီးနောက်အကျဉ်းချခံနေရချိန်အခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာကြဆုပ်ခဲ့ရတာလို့နီးစပ်သူနိုင်ကျင်းရဲ့ပြောပြချက်အရာသိရတာလို့ကိုတိုက်ထုံးကဆက်ပြောပါတယ်ဖြစ်ဆွေးစရာတော့အပေါ်မှာကျွန်တော်တို့ပြောရတဲ့ဟာပေါ့နော်ဒီအချင်းထောင်ထဲမှာနိုင်ငံကြီးကျင်းလူတွေကို ဖန်စီထားမှုတွေကိုအများဆုံးလွတ်ပေးဖို့လိုတယ်မလွတ်ပေးခင်ဆက်ကြမှာလဲဖန်စီထားတဲ့လူတူတယောက်ချင်းစီအတွက်ကျွန်တော်တို့ကျမကြီးဆောင်ဆောင်မှုကအစပေါ့နော်အကျဉ်းသားခွင့်ရေးအပြည့်အဝကြရှိရေးကိုတော့ထောင်အားနာပိုင်နေနေနဲ့တာဝန်ယူဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ကျွန်တော်တို့ဒီနေရာနေတော့လေးနဲ့ပြောချင်ပါတယ်ခင်ဗျာ ။ဥပုအချင်းထောက်မှာ2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်လည်းလုံလောက်စွာစီကူတက်ခွင့်မရခဲ့တာကြောင့်ကြောက်ဆုံးခဲ့ရပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဂျွန်လ10ရက်နေ့တုန်းကလည်းအသက်24နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားကိုရန်နိုင်ထက်ဟာထောင်အာဏာပိုင်တွေရဲ့ရိုက်နှက်မှုကြောင့်ပြင်းထန်တံရီနဲ့ကြောက်ဆုံးခဲ့သေးတယ်လို့နှိစက်တဲ့နိုင်ကျင်းတွေကသတင်းသိရပါတယ်။ ဒီနေ့ရဲ့သတင်းအစီအစဉ်ကိုဒီမှာပဲရပ်နားမှာဖြစ်ပါရယ်တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကနေတင်ဆက်ပေးခဲ့တာဖြစ်ပါရယ်ကျမတို့သတင်းဌာနရဲ့ပေါ့ကတ်ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်